ားလုံးပဲမင်္ဂလာပါပြန်လဲကြိုးစားလိုက်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ចောင်းနေယူတဲ့အခါမှာတမမဟုတ်လို့ရှိရင်ကျွန်တော်ဒီ4ကနေပြီးတော့ဒီ2ကိုပြောင်းတဲ့အချိန်မှာ၄နှစ်ចောင်းနေ၂နှစ်ចောင်းကိုဘာဒီပုံမှာအခြေခံပြီးတော့စဉ်းစားသင်လဲအဲ့ဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ် ါကျွန်တော်ဒီနေ့မျှဝေပေးခြင်းနဲ့ကျွန်တော်တို့အားလုံးပဲဗောနော်ဒီ4နဲ့လာပဲဖြစ်ဖြစ်မြန်မာပြည်အနေနဲ့ဒီ2ကို try ဖို့ပြင်ဆင်တာပဲဖြစ်ဖြစ်အဲ့လိုအချိန်လေးမှာကျွန်တော်နှစ်နှစ်ကြောင်းပဲ try ရမလား၄နှစ်ကြောင်းမှ try ရမလားဆိုတော့လည်းပတ်သက်ပြီးတော့စဉ်းစားရခက်တဲ့အတိုင်းဒါမှရှိတယ်အဲ့တော့ကိုရီးယားဘက်မှာလည်းပဲဟိုဒီ4နဲ့ကြောင်းတက်နေပြီမဲ့တကယ်တကယ်ဒီ2ကိုချိန်တဲ့အချိန်မှာဘယ်လိုချိန်ရမလဲဆိုပြီးတော့ရွေးချယ်ရခက်ခဲတဲ့အပိုင်းတွေရှိနေရမျိုးတွေလည်းရှိတယ်အဲ့တော့ကျွန်တော်လည်းအများကြီးလာပြီးတော့မေးကြတယ်ဆွေးနွေးကြတဲ့အတိုင်းမင်းကြတယ်ပေါ့နော်အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် ဟိုဘယ်လိုအချက်တွေပုံမှာအဓိကအခြေခံပြီးတော့စဉ်းစားသင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုဒီမှာပြပြဆုံးလို့ဖြစ်အောင်ရောက်ဝေးပေးပါမယ်နံပါတ်1ကျွန်တော်တို့ထည့်သွင်းစဉ်းစားသင့်တဲ့အချက်ကပါလဲဆိုလို့ရှိရင်ကျွန်တော်ကိုပြည့်စည်ဝါရီ background အခြေအနေပေါ့နော်စဉ်းစားတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီဘေလိုအကြောင်းကိုသွားတင်လဲဆိုတာ ਨੇ ပတ်သက်ပြီးမေးတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်အရေးကြီးရ generalize လုပ်ပြီးတော့ဖြေလို့မရဘူး။ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ចောင်းသားចောင်းသူတယောက်ချင်းစီရဲ့ life တွေကမတူကြဘူး background တွေကမတူကြဘူးအဲဒီမှတ်ချက်တွေရည်ရွယ်ချက်တွေမတူတဲ့အခါမှာကျွန်တော်တို့ကရှိနေတဲ့ resource တွေ condition တွေနဲ့ကြောင်းနေတယောက်မတူကြဘူးအဲ့လိုမတူတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်သူ့ကိုတော့ဘယ်လိုမျိုးဆုံးဖြတ်ပါဆိုပြီးတော့ဟိုတိုက်ရိုက်ကြီးရေပြူးရဆန်သွားပြီးတော့ဆုံးဖြတ်လို့မရဘူး အကြံပေးလို့မရဘူးပေါ့နော်အဲ့တော့တယောက်တစ်ယောက်ဒီအခြေအနေပုံမှာမိုတီပြီးတော့မှဆုံးဖြတ်တင်တယ်အဲ့တော့ကိုယ့်ရဲ့အခြေအနေအပေးအနေထားမှာရှိနေရလဲဆိုရပုံမှာအခြေခံပြီးတော့ကျွန်တော်ကဆုံးဖြတ်တင်တာနံပါတ်1ပြောချင်တာစီးပွားရေး background ပေါ့ economic background ပေါ့နော်ဥပမာကိုကကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့ resource ကကြောင်းတက်ဖို့အတွက်အရင်ထောက်ပံ့နိုင်တဲ့လူမျိုးအကိုရှာကိုသုံးလူမျိုးတော့မဟုတ်ရင်လည်းကိုမရှာနိုင်လည်းရပြဿနာမရှိဘူးအရင်ကိုထောက်ပံ့နိုင်နေဆိုရယ် လူမျိုးတွေအိမ်ကိုလည်းဝင်ပြန်ပို့စရာမလိုဘူးဆိုတဲ့လူမျိုးတွေကတော့ပြဿနာမရှိဘူးကျွန်တော်လေးနှစ်ကြောင်တော့လို့အဆင်ပြေတယ်။ဘာလို့လဲကိုယ့်ရဲ့စီဝါရေးအခြေအနေကကိုငွေတွက်ဆိတ်ပူစရာမလိုဘူး။ဒါမှမဟုတ်အိမ်ရန်ထောက်ပံ့နိုင်တဲ့အတိုင်းအတာရှိရဆိုရဲသူတွေကလေးနှစ်ကြောင်ကိုသွားလို့ပြေတယ်။အဲအဲ့လိုလူတွေရောအကြံပေးတာလည်းခုနပြောလို့လေးနှစ်ကြောင်ကိုသွားဖို့လေကျွန်တော်အကြံပေးတယ်။ဟိုကိုကမဟုတ်ဘူး။အဲကျွန်တော်ကတော့ကျွန်တော်အိမ်ကိုငွေပြန်ထောက်ဖို့လိုတယ်ဒါမှမဟုတ်လို့ရှင်တော့ကို့ အရင်ထောက်ပံ့နိုင်တဲ့အခြေအနေမှာမရှိဘူးကျွန်တော်ကိုယ့်ဘာသာကိုယ်ပဲကျောင်းစိတ်ရှာကိုယ့်ဘာသာကိုယ်ပဲတက်ရမှာကျွန်တော်ထင်တာဒါကတော့အများစုဖြစ်လိမ့်မယ်အဲ့တော့ဒီလိုလူတွေအနေနဲ့ကတော့အတနိုင်ဆုံးအဓိကအိမ်ကိုလည်းအဓိကငွေအများကြီးပြန်ပို့ခြင်းနဲ့ဆိုလို့ရှိရင်အဓိကဘာလုပ်ရမလဲဆိုလို့ရှိရင်နှစ်နှစ်ကျောင်းတွေကိုတက်တာကိုကျွန်တော်ဦးစားပေးတယ်ဒါပေမဲ့အားနည်းချက်အတားချက်ကတော့ ွာသွားမှာပေါ့လေဒါအဲ့ဒါကြီးနဲ့ပတ်သက်ပြီးကျွန်တော်တက်ပြောပေးမယ်ဒီအကြောင်းမှာတော့ဒီဗီဒီယိုမှာတော့အဓိကဘယ်လိုဆုံးဖြတ်တင်လဲဆိုဘာတွေကိုအခြေခံပြီးဆုံးဖြတ်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အဓိကပြောပြပေးမယ်ပေါ့နော်အဲ့တော့နံပါတ်1ဒီ CYE background ကိုရဲ့ condition ပုံမှာအခြေခံပြီးတော့ဆုံးဖြတ်တင်တယ်နံပါတ်2ဖြစ်တဲ့ဒုတိယအချက်ကတော့ဘာလဲဆိုလို့ရှိရင်ကိုရဲ့ ပညာရေးပုံမှာထားတဲ့ရည်မှန်ချက်အိမ်မက်တွေပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ကမတူကြဘူးတချို့ကကြတော့ဘာဖြစ်လဲအမဟိုကျွန်တော်ပညာတခုကိုနည်းနည်းနည်းတည်တည်ချာချာလေးလေးလာခြင်းနဲ့ပြီးရင်အိမ်နေပယ်မှာစနစ်တကျတက်လှမ်းခြင်းနဲ့ဒီလိုမျိုး dream ရှိတဲ့လူတွေဒီလိုမျိုးရည်မှန်ချက်အိမ်မက်တွေရှိတဲ့လူတွေကတော့ကျွန်တော်ဘယ်လိုတော့အောင်လဲဆိုလို့ရှိရင်နော်၄နှစ်ကြောင်တက်ဖို့အကြံပေးတယ်ဒါတက်ကတော့ life ကိုလည်းတကယ်ခံစားပြီးတော့ တကယ်ပဆိုင်ပညာရေးကိုလည်းစနစ်တကျသင်လေ့လာတော့မှပြီးရင်အဲ့ဒီနယ်ပယ်မှာလည်းပဲအဆင့်ဆင့် level တစ်ခုရောက်အောင်လေ့လာသွားကြည့်နေဆိုရင်တော့၄နှစ်ကျောင်းကိုတက်ဖို့အကြံပေးတယ်။၄နှစ်ကျောင်းနေရာဘလို့ကျောင်းလဲဆိုတော့၄နှစ်ကျောင်းနေရာပုံမှန်အဖြစ်ကျွန်တော်တို့က the vocational school ရှိပိုခွေဒီ vocational university ဖြစ်တယ်သူတို့ကကျတော့အဓိကအသံမွေးဝဲကျောင်းနဲ့ပတ်သက်ရတော့သွားတယ် theory ဘိုင်းဆိုင်ရာ academic ဘိုင်းမဟုတ်အဲ့တော့လေးနှစ်ကျောင်းနေဒီအများ academic ဘိုင်းသွားတာဖြစ်တဲ့အတွက်သူတို့မှာကကျတော့ theory ဘိုင်းဆိုင်ရာရော predicate ဘိုင်းဆိုင်ရာရောစနေတကြား တင်ပြီးလာပြီးတော့မှဘွယ်ရမယ်ဆိုတဲ့အတိုင်းအတာတစ်ခုဖြစ်တယ်။နှစ်နှစ်ကျောင်းကကြတော့အများစုက professional တွေဖြစ်တယ်။သူတို့ကတော့ခုနပြောလိုပဲကျွန်တော်တို့ဟိုတပတ်မှနှစ်ရက်တက်ရတာမျိုးအများစုနှစ်နှစ်ကျောင်းအများစုတပတ်မှနှစ်ရက်ပဲတက်ရတယ်။အဲ့တော့အလုံးများများလုပ်လို့ရတယ်။အဓိကသူတို့ဒီဘာကိုသင်ပေးမှလဲဆိုတော့ဥပမာကျွန်တော်တို့ theory major တို့ကျွန်တော်တို့အဲ beauty တို့ဘာတို့ theory wise ဆိုင်ရာဒီ20 to 30%လောက် လေးလာမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်။ကျောင်းတွေမှာ course ကလည်း curriculum ကလည်းအဲ့ဒီအတိုင်းပဲရေးဆွဲထားတယ်။အဲ့တော့20ရာခိုင်နှုန်း30ရာခိုင်နှုန်းတော့ပညာရေးပိုင်းဆိုင်အောင်လေ့လာပြီးရင်လက်တွေ့လို့နေစဖို့အပြင်မှာလည်းတကယ်လုံနိုင်မယ်။အဲ့လိုမျိုးအခြေအနေကို UTP လို့သွားတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီကျောင်းတွေကလည်းတချို့ကျောင်းတွေကနှစ်နှစ်ပြီးရင်နောက်ထပ်နှစ်နှစ်ဆက်တက်လို့ရတဲ့အခြေအနေတွေလည်းရှိရပေါ့နော်။ဒါကတော့ကွဲပြားတယ်။ဒါပေမဲ့ပညာရေးလမ်းကြောင်းကိုဒီဇိုင်းမမစနစ်တကျသွားခြင်းနဲ့ဆိုရင်ဥပမာကျွန်တော်ရိုးရိုးတက်မယ်ဆိုရင်တန်အောင်အဲ့တော့အချက်ပြုတ်ပညာကိုတက်မယ်ဆိုရင်တော့ပဲကျွန်တော်တို့ဟိုတကယ် စနစ်တကျနဲ့အာကျွန်တော်တို့ chef flight ကိုသွားခြင်းနဲ့ဒီလိုမျိုးသွားခြင်းနဲ့ဆိုလို့ရှိရင်လင်းနေကြောင်တက်ဖို့ကျွန်တော်ကတော့အကြံပေးခြင်းနဲ့ academic ဆန်ဆန်ပေါ့နော်ပညာရေးတစ်ခုကို deeply ဖြစ်အောင်ကျွန်တော်နဲ့နဲ့နေနေဖြစ်အောင်တခြားစနစ်တကျဟိုသင်ယူလေးလာသွားမယ်ဆိုလို့ရှိရင်နေရာအမည်ဒီနယ်ပယ်ဒီလမ်းကြောင်းမှာနေရာအမည်ကိုသွားဖို့လေဒီမှန်းနေဆိုလို့ရှိရင်တော့ကျွန်တော်လင်းနေကြောင်အကြံပေးတယ်မဟုတ်ဘူးကိုကအလုံးမဲမဲလုပ်ခြင်းနဲ့ဟိုကျောင်းလည်းစာအုပ်လည်းအရင်မလုပ်ခြင်းမတက်ခြင်းဆိုလို့ရှိရင်တော့ကျွန်တော် နဲ့နဲ့ကြောင်းသွားတာကတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်။နံပါတ်3အချက်ပေါ့နော်။နံပါတ်3အချက်ကတော့ဘာပေါ်မှာအခြေခံပြီးဆုံးဖြတ်ရမလဲဆိုလို့ရှိရင်ဗီဇာပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ဖို့အကြံပေးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတရားလို့ရ condition နဲ့မတူကြဘူးခုနတချို့လူတွေကအာဒီမှာကြောင်းမဲလာတက်တာကြောင်းတက်ပြီးလို့ရှိရင်ရတယ်အိမ်ပြန်မှာမြန်မာပြည်ပြန်မှာအဲလိုလူတွေရှိတယ်မဟုတ်ဘူးကျွန်တော်ကြောင်းတက်ပြီးမြန်မာပြည်ပြန်လို့အဆင်မပြေဘူးပြန်လို့မရဒီမှာပဲဆက်နေပြီးတော့လုံးလုံးပါမှာအာဗီဇာကောင်းကောင်းရှိဖို့လေလိုအပ်တယ် အဲဒီလိုမျိုးအခြေအနေလည်းရှိရပါတော့။အဲ့ဒီအတိုင်းအတာမှာဆိုလို့ရှိရင်နော်ဗီဇာနဲ့ပတ်သက်ပြီးဘယ်လိုရွေးချယ်တင်လဲဆိုလို့ရှိရင်နံပါတ်1ပြောရမယ်ဆိုလို့ရှိရင်မဟုတ်ဘူးကျွန်တော်ကဒီမှာကိုရီးယားမှာဆက်ကိုရှိနေမှရမယ်ဒါမှမဟုတ်လည်းအခြေတခြားနိုင်ငံပြောင်းမယ်အဲ့တော့မြန်မာပြည်တော့ပြန်လို့အဆင်မပြေဘူးဆိုတဲ့လူမျိုးတွေကြတော့၄နှစ်ကျောင်းတက်ဖို့ကျွန်တော်အကြံပေးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီကျွန်တော်တွားနိုင်နေအားလုံးလည်းသိပြီးသားဖြစ်တယ်ကျွန်တော်တို့ D4 D2 D10 ပြီး E7 တော့မဟုတ်လို့ရှိရင်ဒီ FC visa တွေကိုတွားဖို့လမ်းကြောင်းကစနစ်တကျဒီအတိုင်းပဲရှိနေတာ ဲ့တော့ကျွန်တော်တို့ကဒီအတိုင်းပဲသွားရမယ်စနေတကျသွားခြင်းနဲ့သူ့နိုင်ငံမှာစနေတကျသူ့လမ်းကြောင်းတိုင်းမှာသွားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကလင်းနှစ်မေဂျာတီအလောက်ကန်ခုနှစ်ရပို့နှစ်နှစ်မေဂျာထပ်ပို့ပြီးတော့အစာပေါင်းများစွာအတာပါတယ်ဘာကြောင့်လဲဆိုတော့ပညာရေးစနစ်ကကျွန်တော်တို့နိုင်ငံနဲ့အများကြီးကွာတာဖြစ်တဲ့အတွက်ပြီးရင်သူတို့စီမှာကြတော့ လေးနှစ်ဒီ academic ကိုဒီပညာရေးနဲ့ပတ်သက်ပြီးတော့ degree လေးလာတယ်လို့ယူဆတာဖြစ်တဲ့အတွက်တကယ်လက်တွေ့တွေလည်းပါတယ် theory ပိုင်းတွေလည်းအများကြီးနည်းနည်းနည်းလေးတာသင်ယူရတယ်အဲ့တွက်ဒီလူတွေပို့ပြီးအဆင်ပြေနိုင်မယ်လို့သူတို့ကယူဆတယ်အဲ့တော့သူတို့စီကပညာရေးကလည်းတကယ်အဲ့လိုမျိုးဆွဲအစီအစဉ်ရေးဆွဲထားတာဖြစ်တယ်လေးနှစ်ပြီးထားတဲ့လူကနှစ်နှစ်ပြီးထားတဲ့လူထက်ကျွန်တော် E7 ပဲရှောက်ရှောက်အသာချက်ရှိတယ်အဲ့တော့ company တစ်ခုမှလို့ရှောက်ဖို့ဆိုလို့ရှိရင်တော့လေးနှစ်တမာဒီပို့ပြီးအလုပ်ရနိုင်ချေ များတယ်နှစ်နှစ်သမားတွေကြတော့ဘယ်လိုဖြစ်လဲဆိုတော့ဥပမာကျွန်တော်ယိုယိုရီနဲ့ပြီးထားတယ်ဆိုလို့ရှိရင်ယိုရီကိုလက်ခံနိုင်ခြင်းဆိုင်ရတော့များတယ်ဒုပုံကညာလည်းပဲကျွန်တော်တို့ဗီဇာသွားတဲ့အချိန်မှာသူတို့ကဟိုဗီဇာကရထားတဲ့မေဂျာနဲ့လုတ်တဲ့အလုံးနဲ့အကန့်ညီဖို့လဲလိုရည်ရဲ့ပြီးလို့ရှိရင်လစာအာတနည်းငွေဝေဘယ်လောက်ရှိရမလဲဆိုတော့ဗီဇာပြောင်းတဲ့အချိန်မှာကျွန်တော်ကျင်းနိုင်ဒီလိုမျိုးလိုအပ်တဲ့အရာတွေလည်းရှိတယ် အဲ့လိုမျိုးတွေရှိတဲ့အတွက်စနစ်တကျဗီဇာလမ်းကြောင်းကိုခိုင်းနေမှာပွားကျင်နေဆိုလို့ရှိရင်လေးနှစ်ဗီဇာကပို့ပြီးတော့အဆင်ပြေနှစ်နှစ်ဗီဇာကကျတော့ဘာကနေလဲဆိုတော့နှစ်နှစ်ဗီဇာကိုပေးနိုင်တဲ့ခုနကကျွန်တော်တို့ဥမာစားတောက်ဆိုင်နဲ့ပတ်သက်ပြီးပြောပြရမယ်ဆိုရင်ဆိုင်နေရှိရဲဆိုပေမဲ့စားတောက်ဆိုင်တွေကလည်းသူတို့ကဒီနှစ်နှစ်ဗီဇာကို E7 ပေးမယ်ဆိုရင်တော့မှာပဲဆိုင်နဲ့ပေးလို့မရဆိုင်ရဲ့ဒီဝန်ထမ်းအခြေအနေဒီ investment အပေါ်မှာအခြေခံပြီးတော့သူလက်ပတ်နေ revenue ပေါ်မှာအခြေခံပြီးတော့မှနိုင်ငံသားကိုဘယ်လောက်ဘယ်နှစ်ယောက်ခတ်ပိုင်ခွင့်ရှိတယ်ဘယ်လောက်ခတ် နိုင်နေဆိုတော့ကတ်တက်ချက်တွေရှိတယ်။အဲ့ဒီအတွက်ဒီလိုမျိုးပုံမှန်လုပ်အချိန်ပိုင်းလုပ်တဲ့ဆိုင်တွေမှာပြန်ပြီးရောပီဇာရနိုင်တဲ့စာချုပ်ချုပ်နိုင်တဲ့အနေအထားရဖို့ကြတော့ခက်ခဲတဲ့အပိုင်းမှာရှိတယ်။ကိုယ့်ဘက်မှာလည်းခက်ခဲတဲ့အပိုင်းမှာရှိတယ်လို့တထည်ဒီအပိုင်းမှာလည်းခက်ခဲတဲ့အပိုင်းတွေရှိတယ်ပေါ့နော်။အဲ့ဒီအတွက်နှစ်နှစ်မိစားကကြတော့ရေရှည်မှာအလုံးကိုင် ရှာတဲ့အချိန်မှာပြဿနာဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာကိုရီးယားက CY ရဲ့အတိုင်းအတာတစ်ခုထိရပ်တန့်နေတဲ့အပိုင်းမှာရှိတယ်။နောက်တစ်ချက်ကကြတော့ robot တွေ AI တွေအစားထိုးလာတဲ့အပိုင်းတွေအများကြီးရှိ။အဲ့တော့ beginning နေ့ကဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးပြီးရကူပန်းဆိုလို့ရှိရင် robot တွေ AI တွေအများကြီးအစားထိုးသွားတယ်။သူ logistic ကဏ္ဍမှာအစားအများကြီးအစားထိုးသွားတယ်။အဲအကြောင်းသူတို့အမြတ်ဝင်ငွေကိုပို့ပြီးရရှာနိုင်တယ်ဆိုပြီးတော့တရားဝင်ထုတ်ပြန်ထားတာရှိတယ်။အဲ့တော့ဒီလိုမျိုးအခြေအနေရှိတာဖြစ်တဲ့အတွက်ပေါ့နော်။အလောက်ကအခွန်အမ်းဆိုရင်တော့လေးလေးမိကြတာပို့ပြီးတော့ များတယ်အဲ့တော့ရေရှည်ကိုကဒီစနေတရားဗီဇာသွားခြင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်က၄နှစ်ဗီဇာကိုဥစားပေးတယ်ပေါ့နော်အဲ၂နှစ်ဗီဇာကကျွန်တော်တခြားဗီဇာတွေပြောင်းမယ်ဆိုလို့ရှိရင်တော့ရေရှည်မှာခက်ခဲနေတော့ရှိလာနိုင်တယ်အဲ့တော့နောက်ထပ်လုပ်လို့ရတာကအတိုင်းအတာတစ်ခုထိတီးခံပြီးတော့နောက်ထပ်ကိုက၂နှစ်ဆက်တက်တာမျိုးပဲဖြစ်ဖြစ်၄နှစ်ဗီဇာတစ်ခုထပ်ပြီးတော့ရွေးချယ်တာမျိုးပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့အဲ့ဒါဒီအချင်းအရင်ရှည်သွားမယ်အတိုင်းအတာတစ်ခုတော့ရှိတာပေါ့အဲ့တော့ကျွန်တော်ဗီဇာအတွက်လည်း စနစ်တကျထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်ဖိုးကနေထိပြုပြောင်းတဲ့အချိန်မှာနှစ်နှစ်ကျောင်းနဲ့လေးနှစ်ကျောင်းပေးကျောင်းတွေကိုတက်တင်လဲရွေးချယ်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးခဲ့တာဖြစ်ပါတယ်အရေးကြီးတဲ့နံပါတ်3ချက်ကိုနော်ဒီ3ချက်ကိုမမေ့ဖို့လိုပါတယ်ဒီကျွန်တော် CY background ကိုရဲ့ condition အခြေအနေကိုရဲ့ resource တွေအခြေအနေပေါ့စဉ်းစားရမယ်ဒုတိယတစ်ချက်ကပညာရေးနဲ့ပတ်သက်တဲ့ကိုရဲ့အိမ်မက်ရိမန်းချက်ဒီပုံမှာအခြေခံပြီးတော့စဉ်းစားဖို့လိုတယ်နံပါတ်3ကတော့ visa နဲ့ပတ်သက်ပြီးတော့စဉ်းစားဖို့လိုတယ် အဲ့တော့ဒီသုံးချက်ကိုအခြေခံပြီးစဉ်းစားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တည်ကြတဲ့ကိုယ်အတွက်လည်းပို့ပြီးကောင်းမှုနဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်။ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုမှာဒီအကြောင်းအရာကိုရောက်ပေးခဲ့ခြင်းဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။